ဝေးတိုင်းမြိုင်မျိုးနဲ့တွင်းမကြီးရွာကထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ပြီးလက်နက်သိမ်းဆီးခဲ့တယ်လို့ A+ အညာမျိုးစစ်စင်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။စက်တမ28ရက်မနေ့ကမနက်09:45မိနစ်မှာတွင်းမရွာကထွက်လာတဲ့အင်အား9ဦးပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုသူတို့တပ်ဆွဲနေတဲ့စခန်းထဲမီတာ450အကွာမှာတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ တို့မရွာလေးကဒီကောင်းဒီရိတ်ခါပြက်လက်ပြီးတော့မှသူတို့စကန်းရံမှာအနောက်တော်ဘက်ကရေကန်မှာရိတ်ခါရှာအနည်းနဲ့ငါးများထွက်ရင်လိုင်းနဲ့ကျွန်တော်တို့ကအပြင်းဆုံးဆံမြေမှာမြစ်ခဲ့ကြတာခုအနည်းနဲ့လိုင်းမှာရိတ်ခါကြပြက်လက်နေရဲဆိုတဲ့သတင်းလဲအဲ့ဒီတဲ့နေရောပြီးတော့ကျွန်တော်တို့အမြဲဆောင်ကြည့်နေရတဲ့ကြောင့်မို့ဒီကောင်းလေးအဲ့ဘက်ကကိုခက်စိတ်စိတ်အဲရိတ်ခါချထွက်လာတာပြီးလို့ကျွန်တော်တို့အနေနဲ့အပြင်ဆောင်ပြီးတော့မှပြစ်ခတ်ခဲ့တာပါအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်ချိန်မိနစ်20ကြာမြင့်ခဲ့ပြီးပြစ်ခတ်မှုတွေအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးသေဆုံးက MA1 တနက်တလက်ကိုလည်းတင်းစီနိုင်ခဲ့တယ်လို့သူကဆက်ပြောပါတယ်။သူတို့ကထွက်လာတာလမ်းကြောင်းအောင်နှစ်ကြောင်းခွဲမှာထွက်လာတာမှတကောလုံးအားစုပေါင်းစုံမှခုနှစ်ယောက်ထွက်လာတာဗျာသူတို့ကအကုန်လုံးခုနှစ်ယောက်ထွက်လာပြီးကမှအထုမအဲကံကိုငားများလာရင်းနဲ့စိတ်ခါချထွက်လာကြတာမှလက်မြင်ရတော့နှစ်ကောင်မိဆုံးသွားတယ်မှပြီးလို့ရှင်ဒီကောင်လေးတက်လာတော်တော်များများလေဟိုဟာအထိကကြီးများပြီးသားကမှနောက်ပြန်ဆုတ်သွားကြတယ်မှဒီတိုက်ခိုက်မှုကို A+ အညာမြစ်စစ်စင်ရဲ့အဖွဲ့နဲ့အတူပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PLC မြိုင်းပကဖတက်ခွဲ1တက်ခွဲ တမတ်တပေါင်းစုတမမီပျောက်ကြားတပ်ဖွဲ့နဲ့နမေကမာမိတ်တပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။တိုက်ခတ်မှုဖြစ်နေချိန်အတွင်းမှာလည်းစစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့ကစက်တင်ဘာ29ရက်ဒီကနေ့မနက်မှာလည်းလက်နက်ငယ်ပစ်ဖောက်တံတွေကြားနေရတယ်လို့ဆိုပါတယ်။အင်ဂျင်ရှေ့အကျော်ရှိတဲ့တွင်းမကြီးရွာဟာပြူစော်ဒီအကောင်နဲ့ကြီးရွာတစ်ခုဖြစ်ပြီးပြူစော်ဒီနဲ့စစ်ကောင်စီတပ်အင်အားတရာဝန်ကျင်ကတက်ဆွဲထားတာကြောင့်ကြီးရွာနေပြည်သူတွေလည်းတင်းရှောင်နေရတာသုံးနှစ်နီးပါးကြာမြင့်နေပြီလို့ဆိုပါတယ်။